က်ရှိချိန်မှာတော့တော်ပူရီးယားနဲ့အာမဆရူခင်တို့ရဲ့ပွဲဖြစ်လာဖို့ကအချိန်ကြီးတော်တော်လေးကောင်းလာတဲ့အနေထားပါအားလုံးပဲမင်္ဂလာပါမရှယ်မင်းရဲ့မြန်မာကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါမင်းညကဒန်ဟိုကာနဲ့ထိုးသက်သွားတဲ့ပွဲမှာဆိုလို့ရှင်တော့အာမဆရူခင်ကဒုတိယချီမာတင် M Trigger ချုပ်ကန်တဲ့အနိုင်ရရှိသွားတာဖြစ်ပါပြောလို့ရှင်ဒီပွဲမှာသူ့ရဲ့ performance ကတော်တော်လေးကိုကောင်းတဲ့ထင်မှာပါတယ် ground ဘိုင်းနေမှာဆိုလို့ရှင်လည်းသူဆွဲလဲတဲ့အချိန်မှာဆိုလို့ရှင်ဒန်ဟိုကာဘက်က ချုပ်ကွက်တွေရရှိဖို့ကြိုးစားခဲ့ရဆိုပေမဲ့သူ့အနေနဲ့သူ့ရဲ့နပန်းဆွမ်းရည်ကိုအသုံးပြုပြီးတော့လုံးဝကောင်းကောင်းမွန်မွန်လုပ်ပြန်ပြနိုင်ခဲ့တဲ့အနေအထားမျိုးမှာရှိရပြီးတော့သူ့ဘက်ကဒါဒုတိယအကြိမ်မှာပါချုပ်ကွက်နဲ့နိုင်ဝဲရယူသွားတာဖြစ်ပါတယ်ပြီးတော့ဒီတော်တော်များများကဒါဟင်နရီဆာဝူတို့ဘာလို့ဆိုလို့ရှိရင်လေဒီပွဲကိုကြည့်ပြီးရဲ့နောက်ပိုင်းမှာအာမက်ဆာရူခင်ကအင်ဒီယာတူပိုရီယာကိုနိုင်ချနိုင်တဲ့ဖိုက်တာတစ်ယောက်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ ပြောဆိုလာကြတာရှိတယ်ပြီးတော့လိုင်းဝိတန်းကပြည်သက်တွေကလည်းအာမဆရူခင်နဲ့ဒီအိလီယတ်ပိုရီယာတို့ရဲ့ပွဲကိုတော်တော်လေးကိုဖြစ်လာစေချင်နေကြတာဖြစ်ပါတယ်အာမဆရူခင်ရဲ့အနေထားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်သူ့အနေနဲ့ဒီပွဲမှာ striking ကိုအရင်ကြီးတော့တိတ်မတုံးသွားဘူးအဓိကအားဖြင့်ဒီတိတ်တောင်းပိုင်းရယ်ပြီးလို့ရှိရင်သူ့ရဲ့နံပါတ်ဆွမ်းဆောင်ရည်ကိုအဓိကတုံးပြီးတော့ ground and pound နဲ့ချွေးသွားတာတော်တော်လေးကိုမိုက်တယ်။ဒန်ဟိုကာရဲ့အမျက်နှာဆိုလို့ရှိရင်တော်တော်လေးကို ကွဲပြဲသွားတဲ့အနေအထားတွေရှိတယ်ဗောနော်ဒါတော့မှနှစ်ချီပဲကစားရတဲ့အနေအထားမှာတန်ဟောကအနေနဲ့တော်တော်လေးကိုအထိနာသွားတဲ့ထီကိုအာမန်ဆာရူခင်ဘက်ကနေပြီးတော့လှုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုး performance ရောက်ပဲတော်တော်များများကသူနဲ့အီလီယာဒူပိုရီယာရဲ့ဘွဲကိုတော်တော်လေးဖြစ်လာစေချင်တဲ့အနေအထားမျိုးတွေမှာရှိတယ်ချုပ်ကယူသွားတဲ့အနေအထားကလည်းဒါတော်တော်လေးကိုလှပြီးတော့ ground and pound နေရာနေတစ်ဆင့်မှတန်ဟောကကပြန်ပြီး defend လုပ်တဲ့အနေအထားမှာဒီခေါင်းနဲ့ လက်တစ်ဖက်ကိုတွဲပြီးတော့ M triangle ချုပ်ပြီးတော့နိုင်ရရှိသွားတာဖြစ်ပါတယ်။ဒီချုပ်ကကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Islamic chef အနေနဲ့ Charles Oliveira ကိုချုပ်ခဲ့တဲ့ချုပ်ကွက်နဲ့ကတူတူပါပဲ။ဒီပွဲမှာဆိုလို့ရှိရင် အမဆရူခဲအနေနဲ့ကတန်ဟိုကောက်ကိုလုံဝကိုပေါ့ပပနဲ့နိုင်ရရှိသွားတာ။သူ့အနေနဲ့ရန်ကြီးအောင်မှအခက်ခဲသိပ်ပြီးတော့မတွေးလိုက်ဘူး။ကွာဝေးတစ်ခုမှထိန်းထားတယ်။ထိန်းပြီးတော့အခွင့်ရရပြီဆိုတာနဲ့ ground mine ကိုတိတ်တောင်းဆွဲလှည့်ရပါတော့။ဆွဲလှည့်ရအချိန်မှာတန်ဟိုကဘက်ကချုပ်ကွက်နေရဖို့တချို့အချိန်တွေမှာ back position နေရဖို့ကြိုးစားခဲ့တယ်။ဆိုပေမဲ့ A position နဲ့အကုန်လုံးကိုအမဆရူခဲကကောင်းကောင်းမွန်မွန်ခိုင်တွေ့ပြပြီးတော့သူကိုယ်တိုင်ကထူထောင်းပြီးတော့နိုင်ရရှိသွားတဲ့အနေထားပါ။ ပြောမယ်ဆိုလို့ရှိရင်အိန္ဒိယတူပိုရီးယားနဲ့ပွဲဖြစ်လာရဆိုတော့တော်တော်လေးရောကြီးကောင်းလိမ့်မယ်။ဒါပေမဲ့အိန္ဒိယတူပိုရီးယားကဒန်ဟိုကာထက်စားလို့ရှိရင်အများကြီးနှစ်ပန်းပိုင်းမှာအတွေ့အကြုံများတဲ့ကစားသမားတစ်ယောက်ပါ။ဒန်ဟိုကာကိုလှုပ်ပြသလိုမျိုးတော့အိန္ဒိယတူပိုရီးယားကိုတော့လှုပ်ပြနိုင်မှာမဟုတ်ဘူး။ဒါပေမဲ့အာမဆူရူခင်မှာတေချာပေါက်ထိတ်တန်းအဆင့်နှစ်ပန်းဆွမ်းဆောင်ရရှိရဆိုတဲ့အချက်ကတော့ငင်းလို့မရဘူး။ပြီးတော့ဒါပွဲသိမ်းပြလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကလည်းတိုင်းနာတစ်ခုတည်းတော်တော်လေးမြင့်တက်လာတဲ့အနေအထားကိုရောက်လာတာဖြစ်ပါတယ်။ ကျွန်တော်ကတော့အာမဆရူခင်နဲ့အိန္ဒိယဒူပိုရီယာတို့ရဲ့ပွဲကတမ်းပြီးတော့ဖြစ်လာလိမ့်မယ်လို့တော့မထင်သေးဘူးပေါ့နော်။လက်ရှိသတင်းထွက်နေတာကဒီအိန္ဒိယဒူပိုရီယာနဲ့ပက်တီပင်ဘလက်ဒါမှမဟုတ်အိန္ဒိယဒူပိုရီယာနဲ့ဂျက်ဆင်ကေဂျီတို့ရဲ့ချန်ပီယံလူပွဲကလည်းတည်ထားပေးပြီးသွားပြီဆိုပြီးတော့သတင်းတွေနည်းနည်းထွက်နေအဖြစ်တဲ့အတွက်ကြောင့်မလို့အိန္ဒိယဒူပိုရီယာအနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကာကွယ်ပွဲကို ဟိုထိုးပြရနဲ့ဒါဝိတ်တန်းတက်ပြီးနဲ့ရှိ Islam Khashaf နဲ့လည်းထိုးလို့ရနေအဖြစ်တဲ့အတွက်ကြောင့်မလို့အခင်းကျင်းတွေကဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာကတော့ဒါစိတ်ဝင်စားဖို့ကောင်းပါတယ်။အာမဆရူခေအနေနဲ့ကတော့ဒီပွဲအပြီးမှာဆိုလို့ရှိရင်အိန္ဒိယဒူပိုရီယာကိုစိန်ခေါ်သွားခဲ့တယ်။သူ့အနေနဲ့ Islam Khashaf နဲ့ပွဲတုန်းကနှုတ်ထွက်လိုက်တဲ့အတွက်ကြောင့်မလို့ချန်ပီယံနုကွယ်မရလိုက်ဘူးဆိုပေမဲ့လက်ရှိချိန်မှာတော့အာမဆရူခေကအကောင်းဆုံးပုံစံမျိုးနဲ့ပြန်လာနေပြီဖြစ်ပါတယ်။ ဒါကမ်ဆန်ရှီမာယာဖရိုနဲ့နေချင်းနေရာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့နံပါတ်ဆွမ်းဆောင်ရည်ကိုလုံးဝ short တော့လို့မရဘူး။အလီယန်ဒိုပိုရီယာအနေနဲ့လည်းဒီပါဝါဘိုင်းမှာတော့ပြောရရင်တန်ဟွန်ကာထက်အများကြီးပိုပြင်းတယ်။လန်တီးယာတစ်ချက်ထီရင်တစ်ချက်ကြာသွားနိုင်တဲ့အနေအထားဆိုပေမဲ့အလီယန်ဒိုပိုရီယာမြေပြင်ပေါ်ရောက်သွားတယ်ဆိုလို့ရှိရင်လည်းအာမက်စရူခင်ရဲ့လက်ရှိနံပါတ်ဆွမ်းဆောင်ရည်နဲ့ဆိုလို့ရှိရင်တော်တော်လေးကိုအထိနာနိုင်ရရှိပါတယ်။ဒါပေမဲ့အလီယန်ဒိုပိုရီယာကလည်းဒါ ိုနပန်းဘက်ဂရောင်းကနေလာတဲ့ကစားသမားဖြစ်တဲ့တို့ကြောင့်မလို့ဒီဘွဲကဟိုလိုင်းဝိတန်းကပရိသတ်တွေအတွက်တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေတယ်ကျွန်တော်တို့ဆိုလို့ရှိရင်လည်းဒီဘွဲကိုမြင်တော့မြင်ချင်တဲ့အနေထားပါဒါပေမဲ့လည်းကျွန်တော်ကတော့အိန္ဒိယတူဘူရီးယားနဲ့အိစမခါချပ်တို့ရဲ့ဘွဲကိုလည်းနည်းနည်းပို့ပြီးတော့မြင်ချင်စိတ်တော့ပုံများတယ်လို့ဒါပုံဝင်နေနေပြောပါမှာအဲ့ဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကအာမန်ဆရုခဲအနေနဲ့မနေ့ကနိုင်ဘွဲကြောင့်မလို့သူ့အနေနဲ့လက်ရှိချိန်မှာလိုင်းဝိတန်းချန်ပီယံလူ့ခွင့်ရတဲ့နယ်လို့ အကုန်လုံးကတခဲနဲ့ထောက်ခံအားပေးနေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်ကအဓိကပြပြပေးသွားတာဖြစ်ပါတယ်။အားလုံးပဲသဘောချနိုင်မယ်လို့မျှော်လင့်ပါတယ်ဗျ။ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်။